chapter 195မှာတော့ chris prin ရဲ့ကံကြဲအသစ်ဖြစ်တဲ့နဂုတ်ဘောဟာ isagi ရဲ့ကာဝေးမှုအောက်မှာကြာရှုံးခဲ့ရပါတယ်ဒါကတော့ကောင်းငင်ဘောကဆီလွတ်လိုက်တဲ့ blue lock ရဲ့သူရဲ့ကောင် jonathan set 1 isagi ရွေးချီပဲဖြစ်ပါတယ်ဖြတ်တက်လိုက်တဲ့ဘောလုံးကကံကောင်းထမစွာနဲ့ corona ကလက်ခံရရှိခဲ့ပါတယ် nice corona ကောင်းနာပြန်ချမယ့်အချိန်ပဲတော့ကြစို့ငါမြင်နေရတယ် noah နဲ့ prince queen ရောအပိုင်စီးတာကလေးကဘေးအန္တရာယ်ဖြစ်နေတဲ့ကစားပုံတွေကိုငါမြင်နေရတယ်နောက်ပြီးတော့ isagi တေးတေးချာချာပြောနိုင်တာကတော့ ခိုက်စားလေအကောင်လုံးအပြည့်ဝနားမလည်သေးတဲ့အတွက်အခုရင်းကိုအသုံးချပြီးတံပြန်တိုက်စစ်ကောင်းကောင်းဆင်နိုင်မယ်ဆိုရင်ငမမမသားနဲ့အီဇာဂီပေါင်းဆက်မှုဟာအီဇာဂီအတွက်ဂိုးသွင်းမှုအခွင့်အရေးရနိုင်ပါတယ်တပတ်အတင်းကလည်းရှေ့ရအလွန်အကျွံကြီးတက်မိခဲ့တာမလို့ဘယ်သူမှသတိမထားမိသေးတဲ့ဒါကြောင့်တခုကိုအီဇာဂီကတွေးနေပါတယ်အဲ့လိုအခွင့်အရေးမျိုးဟာအချိန်တန်တန်းမှာတစ်ချိန်သာရနိုင်တဲ့အခွင့်အရေးမျိုးပဲဖြစ်ပါတယ်ဟာယူကီမီယာဒီကောင်မလုပ်နေရလဲပိတ်ထားအီဇာဂီကဘာကြီးကမင်းကိုဘိုဟိုပြစ်ပြီးတော့လဲပက်နေရမထင်နဲ့ ဒီပွဲကငါ့အတွက်ပဲငါမှအချိန်မရှိတော့ဘူးဆိုပြီးတော့ယူကီမီယာအတင်းသားချင်းချင်းစီကဘောလုံးလှုပ်ပြီးတော့ပြေးသွားပါတယ်ကိုအတင်းသားချင်းချင်းဘောလုံးလှုပ်မယ်လို့ဘယ်သူမှမခံမှန်းခဲ့တာမလို့အဲ့ဒီအချိန်လေးကိုခွင့်ကောင်းယူပြီးယူကီမီယာဂိုးပေါက်စီကိုခိုးသွင်းဖို့အတွက်သွားနေပါပြီကျွန်တော်ဘယ်လိုနေလဲဆရာအေးမင်းနဲ့လိုက်တယ်မင်းရဲ့မျက်လုံးကူတာမှုကကောင်းနေတာမလို့အချိန်လေးကောင်းနေတယ်ဆိုပေမဲ့ပြောက်သွားမှာတော့မဟုတ်ဘူးပို့ပြီးတော့လဲစိုးလာမှာမဟုတ်ဘူးအဲ့တော့စိတ်အေးထားစိတ်ရှိရှိနဲ့မျက်မှောက်ဆက်တက်နေလိုက်အောင်ဆရာကျွန်တော်ကျွန်တော်ရဲ့မျက်လုံးအခြေအနေကို စပြီးတော့လက်ခံနိုင်လာပြီ။အေးကြားတာဝမ်းသာပါတယ်။ဖျားသခင်ကကြော်ဖြတ်နိုင်တဲ့အခက်ခဲတွေပဲပြီးတယ်မလား။အဲ့ဒါကြောင့်ဒါကလေကျွန်တော်ကြော်ဖြတ်နိုင်မယ်ကံကြမ္မာလို့ကျွန်တော်ယုံကြည်ထားတယ်။ကြော်တက်လိုက်။ငါ့ရဲ့အခွင့်အရေးကဒီလိုရောက်နေပြီ။အစကတည်းကသူတို့ရဲ့ကောက်ဝင်မှုကြားမဲ့အခြေကိုငါစောင့်နေတာ။ပြီးရင်တယောက်ချင်းကြော်ဖြတ်မယ်။ဖျားသခင်ကကြော်ဖြတ်နိုင်တဲ့စံတမှုတွေပဲပြီးတယ်။ဆိုပြီးတော့ယူကီမီယာကိုကိုကိုအားပြီးနေခဲ့ပါတယ်။ကိုကောင်နာရတဲ့အခါမှာတော့သူ့ရဲ့ signature ကံကြက်ဖြစ်တဲ့ဂိုင်ရိုရှော့နဲ့လမ်းပြီးတော့ကန်ထည့်လိုက်ပါတယ်။ အရင်မျက်စံတဲ့အတွက်ကြောင့်အားလုံးကလည်းတုံ့ပြန်ခြင်းမရှိပဲလွဲသွားပြီလို့ထင်ထားတဲ့ကိုကပြန်လဲလာတဲ့အခါမှာတော့ကိုသူမလည်းကြောင်ပြော့သွားပြီနောက်ဆုံးတော့ယီကီမီယာခံစားခဲ့ရတဲ့နာကျင်မှုအားလုံးကဒီကံကျက်နဲ့အဆုံးသတ်နိုင်ခဲ့ပါပြီသူရဲ့ကံကျက်နဲ့အရာအားလုံးအဆုံးသတ်နိုင်ပြီလို့ထင်နေတဲ့ယူကီမီယာရဲ့ကံကျက်ကို Chris Brin ကစတန်းထုတ်ပြီးတော့ကာကွယ်လိုက်ပါတယ်အဆအဆအရာရာနာကျင်လာခဲ့တဲ့မြ Chris Brin ရဲ့စတန်းထုတ်ပြီးကာကွယ်မှုအောက်မှာလုံးဝဖျက်ဆီးခံလိုက်ရပါတယ် နာစရာလေး chapter 196မှာတော့ yukimiya ရဲ့ဒီကိုတော့ကန်ချက်က chris prin ရဲ့ stand ထုတ်ကောက်ွယ်မှုအောင်မှာတားဆီးခံလိုက်ရပါတယ်ပြန်ကန်ထွက်လာတဲ့ဘောလုံးဟာစီးပြင်းကိုကြာသွားခဲ့တဲ့အတွက်ကြောင့်လက်ပြဘောဘတ်စတမန်ချင်းတင်းဟာရရှိမှာပါတစ်ဖက်မှာလည်းကစားသမားအလုံးမော်နီတာအနေနဲ့သင့်ဆရာအမှုခေါက်တို့ကစောင့်ကြည့်နေခဲ့ပါတယ် yukimiya လူချရလောက်ကိုကြော်ခဲ့ပြီးဂိုးရဖို့လည်းအတော်လေးနှီးစက်ခဲ့ပါတယ်နောက်ဆုံးနေ့ကကြော်ဖြတ်ဖို့အာယုံများနေတော့ ခရစ်စပရိတ်ကနောက်တန်းအောင်ဆေးလာပြီးယူကီမီယာအလုရှင်နေတော့ကာကွယ်ဖို့အချိန်ရရှိသွားခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဂိုးသင်းဖို့အတွက်အခွင့်အရေးလုံးဝမရှိတာပါမှန်တမ်းပြောရမယ်ဆိုရင်တော့အကာခံလိုက်ရတာတော့မှကောင်းတယ်လို့ဆိုရပါမယ်တကယ်လို့ယူကီမီယာတာဂိုးသွင်းခဲ့မယ်ဆိုရင်ဆွမ်းနာဂိုးလိုမျိုးအနေရရှိလောက်ပါပြီဆွမ်းနာဂိုးဆိုတာနာဂီရဲ့5 fake volley ကိုပဲပြောတာဖြစ်ပြီးအုံမိုခွက်ကလည်းအဲ့ဒီဂိုးကိုပဲဆိုလိုတာဖြစ်ပါတယ်ဆိုရှယ်မီဒီယာတခွေမှာနမည်ကြီးနေတဲ့ဂိုးကိုဘာလို့အနေရရှိရလို့ပြောနေရလဲဆိုတာအန်ရီကတော့နားမလည်နိုင်ဖြစ်နေပါတယ်ကွန်မန့်ဒီမှာလေနာဂီဆဲရှိတော့အခုဆိုရင်ကမ္ဘာအကောင်ဆုံးဒါမှမဟုတ် အဲ့ဒီ go ကရာစုနှစ်ရဲ့အကောင်းဆုံး go ဆိုပြီးတော့ပြောနေကြပါတယ်ရှဲဦးမုတ်ခွတ်ကတော့ဟုတ်လားဒါပေမဲ့ငါအတွက်တော့အဲ့ဒီ go ကစပားနဲ့မန်ရင်ပွဲလို့စိတ်မသက်သာမှုကိုဝေပေးတယ်တိုက်စစ်မှုတွေဖန်တီးနေတဲ့နေရာမှာ go သွေးနာကိုမကောင်းပြောနေတယ်ဆိုတော့ရှဲဦးမုတ်ခွတ်ဘာလို့ဆိုလာလဲလို့မေးတဲ့အခါမှာရှဲဦးမုတ်ခွတ်ကအဲ့လိုမျိုး go ကပြန်ပြီးတော့လုံနိုင်မှာမဟုတ်တော့ဘူးနာဂီရဲ့ပါရမီကလူသားမျိုးနဲ့အချို့တောင်ကျော်လွန်သွားတာမို့သူ့အတွက်ကောင်းတယ်လို့ဆိုနိုင်ပေမဲ့ပါရမီထက်ကျော်လွန်တဲ့အောင်မြင်မှုတွေကပြည့်စည်ခြင်းဝင်ယူဆလာပါတယ်အခုဆိုရင်နာဂီရဲ့အတ္တဘလတ်တီနဲ့လဲဆိုတာ စန္ဒခံရတော့မှာပဲဖြစ်ပါတယ်ယူကီမီယာအတွက်လေအဲ့လိုပါပဲသူရဲ့လက်ရှိအခြေအနေနဲ့ကိုသွင်းလိုက်မယ်ဆိုရင်အံ့ဘွေရာတခုဖြစ်သွားမယ်ဆိုပေမဲ့ကြာရှမ်းမို့အတွက်အချက်တစ်ချက်လည်းရှိနေပါသေးတယ်အဲ့ဒီအရာတော့သူ့ကိုယ်သူအရန်ထင်ကြီးတာပါတိုက်စစ်မှုတရားဖြစ်တာမလို့သူ့ရဲ့ confident လို့ဆိုနိုင်ပေမဲ့ယူကီမူနဲ့မိုင်ယူရဲ့ဆန်နေဆိုတာအကွာကြီးပါအဲ့ဒီအယူလေးလုံးနေခဲ့တာသူ့ကိုယ်သူသူရဲ့ကောင်းလို့ထင်နေတဲ့ဇလန်တစ်ခုမှကျူးစားနေတာပဲဖြစ်ပါတယ်ကျွန်တော် viewer အနေနဲ့တိတ်မကွာတယ်လို့ပဲအောင်မြင်မှုဆိုတာကိုယ့်ရဲ့ဇလန်မှာနေမိုးနေတဲ့သူတွေအတွက်ဘယ်တော့မှလာလို့မရှိပါဘူး ဘလူးလော့ဆိုတဲ့အရာကြီးဖွဲ့စည်းထားရတဲ့အကြောင်းရင်းကချောင်မိုးခွဲရဲ့ကမ္ဘာအကောင်းဆုံးဖန်တီးမယ်ဆိုတဲ့ဇလန်နဲ့အန်ရီရဲ့ဖလားရဖို့ဆိုတဲ့ဇလန်တို့ကြောင့်ပဲဖြစ်ပါတယ်ပြီးတော့ဂျပန်ရဲ့ဘောလုံးပရိသတ်တွေကလည်းအဲ့လိုဖြစ်စေချင်ပြီးကိုရိုင်းဇလန်တွေရှိကြတယ်စိန်ရိုင်းတုံးလေးအတွက်လည်းဒီလိုပါပဲအဲ့လိုမတူ क्वे ပြတဲ့ဇလန်တွေကြောင့်ဘလူးလော့ဆိုတဲ့ project ကြီးကအောင်မြင်နေတာဖြစ်ပါတယ်ကိုကိုကိုမနစ်မိုးစင်နဲ့ကမ္ဘာကြီးကိုကြောက်ရွံ့မနေနဲ့ကဲစိန်ရိုင်းတုံးလေးတွေကိုင်းနှိုင်းမှာကြောက်ရွံ့သွားတဲ့ဇလန်တွေနဲ့မင်းတို့ဘာဆက်လုပ်မလဲဆိုတာငါ့ကိုပြပါဦး ဆိုပြီးတော့ဆရာအုံမခွက်ကပြောနေပါတယ်တဖက်မှာအီဆာကီးကယူကီမီယာကိုဟဲ့အောင်ယူကီမီယာမင်းစိတ်များလွတ်သွားလားမင်းတော့မလူခဲ့ငါအခုချိန်ဂိုးသွင်းပြီးနေလောက်ပြီမင်းကတကယ်ကောင်းမယ်ဒါပေမဲ့ကိုကတော့နီးစက်ခဲ့ပါတယ်ခရစ်စီရလာလို့မင်းဂိုးရမဲ့လမ်းကလွဲခဲ့တာပါအဲ့ဒါကြောင့်မို့ငါတို့ဂိုးသွင်းမဲ့ပုံစံအောင်ပြောင်းရအောင်ငါတို့ရဲ့အတူတူအသိမ်းဖွဲ့ကြမယ်ယုတ်တိလည်းရှိပြီးတော့ငါတို့နှစ်ယောက်လုံးအတွက်အကျိုးလည်းရှိတယ်ငါ့ကိုဗိုလ်ဟုတ်ထားပြီးတော့ကုရုနာအောင်ညာဘက်ပြီးတော့မင်းကဘယ်ဘက်အဲ့ဒီပုံစံကိုဂိုးနာရောက်တဲ့အချိန်ထိန်းထားဖို့အတွက်ငါတို့မှအခွင့်အရေးအများကြီးရှိတယ်မင်းရဲ့ အဲ့ဒီကံချက်ကိုမြင်ပြီးသွားတဲ့အခါမှာတဖက်အတင်းရဲ့ကောင်တွေကမင်းကိုထပ်ပြီးတော့လှုပ်ပြီးတော့မှမဟုတ်ဘူးဒါကြောင့်မို့အဲ့ဒီအခွင့်အရေးကိုသုံးပြီးတော့ငါတို့ကသူတို့ကိုပြန်တိုက်မယ်ငါ့ကိုကူညီပါအောင်ဘရုမလည်းဒီပုံစံအောင်ကာဖို့အစီအစဉ်မဖြစ်သေးလောက်အကယ်၍ငါကိုတွင်းခဲ့မယ်ဆိုရင်မင်းလည်းအစီရပြီးတော့နောက်တစ်ပွဲမှပါမှာပဲအောင်မြင်ဖို့ဖြစ်နိုင်ခြင်းအရှိဆုံးနဲ့ငါတို့ရဲ့ယုတ်တိရှိဆုံးရွေးချယ်မှုဖိတ်ထားစမ်းပါအီဇာကီးယားယုတ်တိရှိရတယ်ဖြစ်နိုင်ခြင်းရှိတာငါကမင်းပြောသလိုအသက်ရှင်မှာမဟုတ်ဘူးငါ့ကိုပိုင်ကိုနဲ့ပဲအသက်ရှင်သွားမှာဒါငါကြော်ဖြတ်ရမယ်စမ်းသပ်မှုပဲအချိန်တွေကဒီလောက်ထိ ဆိုဗီယက်တပ်နေခဲ့တာကိုဆရာသမားကခေါင်းမနေသေးပဲမလို့မင်းအဲ့လိုပြောနေပြီမဲ့ခရစ်နိုဝါခိုင်စာနဲ့ငါကလေဒီမှာရှိနေတယ်ဒီနေ့ကမင်းရဲ့တကူကောင်းဆန်တဲ့စိတ်နဲ့အောင်မြင်နိုင်မဲ့နေရာမဟုတ်ဘူးမင်းဒီလိုဆက်လုပ်နေမယ်ဆိုရင်ဒီမှာဝဲနေခဲ့ရလိမ့်မယ်အဲ့တော့ကမင်းနားလေလားမင်းရဲ့အဲ့တော့လိုချင်တာလားငါအတွက်လှုပ်လှုပ်တာအကောင်းဆုံးရွေးချယ်မှုပဲအဲ့လိုပဲမင်းကတခြားသူတွေရဲ့ဇလန်းတွေဝါမျိုးပြစ်တယ်ပြီးတော့အဆုံးသတ်မှာမင်းကအကောင်းဆုံးပဲလို့ထင်နေတယ်ဟုတ်တယ်မလားငါနောက်ဆုံးတော့မြင်နိုင်ခဲ့ပြီအီဇာကီ ်မင်းရတဲ့ခိုင်စားလို့တကူကောင်းစံနဲ့ကောင်းမျိုးပဲမင်းတို့လိုကောင်းနေဆက်ပြီးတော့ကြီးပွားနိုင်မယ်ဆိုရင်ကဘာကြီးကတော့တွားပြီဆိုပြီးတော့ယကီမီယာပြောလိုက်ပါတယ်ရှာကြီးကတော့ခဏတာနှုတ်ဆက်နေခဲ့ပြီဒီလိုအချိန်မှာကလေးစံနဲ့အသွေးတွေရှိနေသေးတယ်နော်ငါ့အောင်မင်းတို့တကူကောင်းစံနဲ့ကောင်းနေနဲ့တကဘာတဲ့အတူတူနေချင်းနဲ့ထင်းလို့လားမင်းရဲ့တင်ပေါ်မြုပ်သွားတဲ့အထိဆက်ပြီးတော့တယောက်တည်းအိမ်မက်မက်နေလိုက်ဆိုပြီးတော့လက်ထွက်သွားခဲ့ပါတယ်ဤစားကြီးရဲ့စိတ်ထဲမှာတော့ယကီမီယာပြောခဲ့တယ်ဂျာမန်ဂီဇူးလေးနဲ့အတူတူပဲဆိုတဲ့စကားကိုပြန်ပြီးတော့ကြားရအောင်နေမိပါတယ်တော်စမ်းမှာ ဘယ်နာငါတော့တူလို့ပွဲရလေတပန်ပြန်လေစတင်ခဲ့ပြီးတော့သူ့ရဲ့အကြံပြုချက်တွေကိုယူကီမီယာကဘာလို့နားမလည်နိုင်တာလဲဆိုတော့သူနေမိပါတယ်အဲ့လိုမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဆက်ပြီးတော့အိမ်မက်မက်နေလိုက်တအားဦးမှာအဓိကစက်ဆောင်ဖြစ်ချင်တဲ့ကောင်လွေးနေနေတဲ့အီစာကီးကတခုခုတော့တတိထားမိသွားခဲ့ပြီယူကီမီယာကိုအကန့်လုံးလုံးဖြစ်သွားစီတယ်အဓိကစက်ဆောင်ခံစားချက်ကနာဂီနဲ့တူတူပဲဆိုတာ သွားပြီးတော့တွင်းမိနေပါတယ်သူတို့ကောသူတို့အဓိကဇက်ဆောင်လို့ခန်းစားလာရပြီးတခုခုအောင်မြင်ဖို့ယူသူစီတာအဓိကဇက်ဆောင်ခန်းစားချက်ပဲဖြစ်ရမယ်ဆိုပြီးတွင်းနေမိပါတယ်အဲ့ဒီခန်းစားချက်ကြောင့်ပဲယူကီမီယာနက်စီကနေဘောလုံးထက်လွတ်သွားခဲ့ပြီးရီယိုနဲ့ထိတိုက်တွေ့နေခဲ့ပါတယ်နောက်ပြီးတော့ရီယိုကလည်းအဲ့ဒီလိုမျိုးခန်းစားချက်ရနေတာဖြစ်လာပါတယ်ယူကီမီယာကိုတားဖို့ကြိုးစားနေတာနာဂီယိုဘောလုံးပေးဖို့အတွက်မဟုတ်ပဲသူ့ကိုယ်သူအဓိကဇက်ဆောင်လို့ခန်းစားနေရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နာဂီရဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့ဇက်လမ်းမှာရီယိုကအဓိကဇက်ဆောင်အနေနဲ့ရှင်းတန်းနေတာဖြစ်ပါတယ်အဲ့ဒီခန်းစားချက်က လူသားတယောက်ရဲ့စွမ်းဆောင်ရည်အတွက်မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်အဆုံးမှာတော့အီစာကီးကသူ့နေရာနေပဲကြည့်ပြီးတော့တခြားသူတွေနေရာမမြင်ခဲ့မိပါဘူးဂိုးသွင်းခြင်းနဲ့ဇလံဖက်စ်ပေးခြင်းနဲ့ဇလံယုတ်တိရှိရှိအောင်မြင်ခြင်းနဲ့ဇလံပြီးတော့တခြားသောစိတ်ကံစားချက်ကိုလိုက်တဲ့ဇလံနေအစရှိတဲ့ဇလံနေနဲ့အလုံးဝအဓိကဆက်ဆောင်နေရွယ်ဖြစ်ကြပါတယ်ကဘာကြီးကအဆုံးမရှိတဲ့ဇလံနေအဓိကဆက်ဆောင်နေနဲ့လဲပတ်နေတာဖြစ်ပါတယ်အီစာကီးကအသေးတင်တော့ခဲ့တာဖြစ်ပြီးတော့အတတမားရိဆိုတာအဓိကဆက်ဆောင်နေရလို့ရင်ကျန်တဲ့နေရာနေလို့မရဘူးဆိုတာအီစာကီးကသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီလိုမျိုးအရေးကြီးတဲ့အချိန်မှာတော့ ဦးစိတ်စုံနဲ့ဖုန်ကြီးကျောင်းသားလေးကရန်ဖြစ်နေကြပါတယ်။အဖက်မှာမေတာဗီရှင်ကိုရရှိသွားတဲ့ရီယောကလည်းအရာအလုံးငင်ခွေးအစ်အစ်အနေနဲ့မြင်နေခဲ့ပြီးတော့ချီကီရီတို့အာဂီရိုကိုလည်းခေါင်းထဲမထည့်တော့ပဲနာဂီကလွဲပြီးအားလုံးကိုနေရုပ်တည်လို့မြင်နေပါတော့တယ်။နာဂီကလွဲပြီးဘလူးကမှမမြင်နိုင်တော့ပဲဘလူးလော့မှာနောက်ထပ်ဂီတစ်ကောင်ပေါ်လာရင်ချောက်တာ196ကဒီမှာပဲအဆုံးသတ်တော်ခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုသဘောကျတိတ်တက်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်။နောက်ပိုင်းတွေမှာပြန်လေးကြတာပေါ့။